အားလုံးပဲကြမ်းကြမ်းမမချမ်းချမ်းသာသာရှိကြရလားဗျာကျွန်တော်ကတော့ကြမ်းမချမ်းသာပျော်ရွှင်စွာနဲ့တင်ခြင်းတို့နောက်တစ်ကြိမ်ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေထဲက ကျွန်တော်ပြောပြခြင်းနဲ့ဖြစ်ဖြစ်လေးတစ်ခုယူဆောင်လာခဲ့ပြီဒီနေ့ပြောပြမှာတော့ကျွန်တော်အလုံးသေးအများကြီးမလေးရှားမှာလောက်ခဲ့ဘူးတဲ့အလုံးသေးထဲကအလုံးတစ်ခုအဲ့ဒါဘာလဲဆိုတော့ညဘက်လုံချုံရေးအလုံးအဲ့ဒီအလုပ်တွေလုပ်တဲ့အချိန်မှာကျွန်တော်တွေ့ကြုံခဲ့ရတယ်ကျွန်တော်ရကိုတွေ့ ဖြစ်ရလေးတစ်ခုကိုကျွန်တော်ပြောပြမယ်။ဒါကကြောက်စရာကောင်းတဲ့တရေဇလန်းလားဆိုတော့ငယ်ချင်းတို့ကိုဘာသာကိုဆုံးဖြတ်ပါတော့။ကျွန်တော်ကတော့ကျွန်တော်ရဲ့တွေ့ကြုံကိုကျွန်တော် sharing လုပ်ရုံပဲ။ကျွန်တော်တောင်းကြတာဒီဇလန်းကိုကျွန်တော်ပြောခဲ့ပြီးပြီရှင်းမ။အခုကျွန်တော်ထောင်ကထွက်ပြီးပြလွတ်တော်ပြီ။ ကျွန်တော်လွတ်သွားပြီးကျွန်တော်မိတ်ဆွေတယောက်အိမ်မှာကျွန်တော်ခဏနေနေတဲ့အချိန်နေပြီးလှောက်ရှာတော့ဗောပြန်နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်လက်ထဲမှာငွေကြေးအပြင်လည်းအရန်ခက်ခဲနေတဲ့အချိန်ဆိုတော့ရတဲ့လို့ရွေးချယ်လို့မရအောင်ဟောမလို့ကျင်တယ်မလို့ကျင်အဲ့တော့ညဘက်လွန်ချုံရေးအလုပ်ရစူပန်းမှာစူပန်း airport မလေးရှားမှာနေတဲ့လူတွေတော်တော်များများသိပါတယ်စူပန်းလေစိတ် ဆိုတော့ကျွန်တော်လောက်ရတဲ့အလုပ်ကကြီးစူပန်အေးပို့နဲ့အနီးဝေးလေးတိတ်နီးနီးလည်းမဟုတ်တိတ်ဝေးဝေးလည်းမဟုတ်ဗျာမနီးမဝေးလေးပေါ့၅မိနစ်လောက်ကားနဲ့၅မိနစ်လောက်၁၀မိနစ်လောက်တွားလိုက်ရင်စူပန်အေးပို့ကိုရောက်မယ်အဲ့ဒီလိုနေရာမှာရှိတဲ့အာအပတ်မန့်အပတ်မန့်လို့ပြောပေါ်ရတယ်ခါတော့လုံချင်းနေကြီးပဲရှိတယ်ဝင်းတစ်ခုကိုကျွန်တော် အဲ့မှာလုံခြုံရေးအလုပ်အလုပ်တမားရတော့ကျွန်တော်သွားလုပ်တယ်အဲ့တော့ဘာလုပ်လဲဆိုတော့ညာဘက်ကျွန်တော်စပြီးတော့ round လုပ်တယ်ကျွန်တော်ထွက်ရင်ခွေးတကောင်နဲ့ဒုတ်တစ်ချောင်းနဲ့ walkie တလုံး walkie talkie ခါမှာထိုးဓမီခါမှာထိုးအပြည့်စုံပါနော်နောက်တော့ဒီကျွန်တော်တို့ဗာပြောမယ် SS cup တွေရှိတယ်လက်မမဆွဲထားရတယ်ကိုရောက်တဲ့ point ဒီမှာတို့ဒီ key တွေရှဲမှာတော်တော်ပြီးတော့ loading ဆိုတော့ကျွန်တော်တို့ဗာပြောတော့ ကိုဒီနီယာကိုဖြတ်ခဲ့ပါတယ်မှတ်တမ်းပေါ့ဗျာနော်အဲ့ဒါတော့တော်တော်ပြီးကာတယ်ကျွန်တော်အပြင်ကိုတပိုင်းတဝိုင်းအဲ့ဒီခြံဝင်းကြီးရဲ့အပြင်စံကြီးကိုခြံစည်းကိုအပြင်နေကျွန်တော်တဝိုက်ဝိုက်တယ်ပြီးဝင်ခြံထဲကိုဝင်တယ်ခြံထဲကကျွန်တော်တဝိုက်ဝိုက်တယ်ပြီးဝင်ကျွန်တော်အပြင်ပြတ်တော့ပါအော်ကျွန်တော်တနေ့ကို၄ချိန်ပဲဟိုတညောက်၄ချိန်ပဲဝင်ရတာအဲ့တော့ပြီးဝင်ကျွန်တော်ဆိုနောက်ပေးမှာ AC ထိုင်နေကိုယ့်အကို YouTube ကြည့်နေဘာလုပ်နေညာလုပ်နေလှုပ်ချင်တာလုပ်နေကိုယ့်အတကုတ်တမိုင်း တော့ကျွန်တော်အဲ့လိုမျိုးလုံနေနေ2လ3လလောက်နေတော့ဗျာကျွန်တော်စပြီးတော့အဲ့လိုခွေးနဲ့ကျွန်တော်တွားရချင်တယ်ကျွန်တော်ဘာလို့တွေ့လဲဆိုတော့အိမ်တဲ့အိမ်အရှိမဒီလမ်းမီးကအဲ့ညာအချိန်နဲ့ပြတ်တယ်လမ်းမီးနဲ့ဟိုနှစ်ခုသုံးခုလောက်ပြတ်တယ်ဗျာပြတ်နေတော့မြို့သမီးတယောက်ထိုင်းနေတယ်တွေ့ရဟော ထိုင်နေတူတူထိုင်နေတာအိမ်ရှိမှထိုင်နေတော့ဆိုတော့ဟိုတိမယ်ဗျကျွန်တော်အိမ်နေရဲ့အရှိမှဒီပခတ်ပခတ်ဟိုထိုင်နေဒီထိုင်ခုံဘယ်ပြပခတ်လို့လောက်သွားတယ်အလှလေးတွေရှိတယ်တချို့မလေးတွေအိမ်ရှိတွေမှာခြားထားတယ်တချို့တရုတ်အိမ်ရှိတွေမှာကြားထားတယ်အဲ့လိုမှပခတ်မှာတော့ထိုင်နေထိုင်နေတော့ကျွန်တော်ကသွားတော့ကျွန်တော်ကျွန်တော်တို့အမြင်ရောကျွန်တော်ရက်လိုက်တယ်ခြေစုံရက်ပြီးတော့ကျွန်တော်ဆလုတ်တစ်ချက်ပေးတယ် ပေးပြီးတော့ကျွန်တော်လောက်ကျွန်တော်ဆက်သွားတာအဲ့တော့ကျွန်တော်တော့မကြည့်ဘူးဒါပေမဲ့ကျွန်တော်လောက်ကျွန်တော်လောက်ရမယ်လေကျွန်တော်သူ့ကိုမြင်တော့ကျွန်တော်ရက်လိုက်တယ်ရက်ပြီးသူ့ကိုကျွန်တော်ဆလုတ်ပေးတယ်ဆလုတ်ပေးပြီးကျွန်တော်ရှေ့ဆက်ရှောက်ရှေ့ဆက်ရှောက်ပြီးကျွန်တော်ကျွန်တော်တဝင်းကိုတပတ်ပတ်လိုက်တယ်ဝင်းကိုတပတ်ပတ်ပြီးကျွန်တော်ပြန်ထွက်သွားတယ်ကျွန်တော်ထွက်သွားတဲ့အချိန်မှာကျွန်တော်ဂေဝါဒီအာရှိတဲ့နီပေါ်လီနီပေါ်လူမျိုးပေါ့နော်ကျွန်တော်တို့ကတော့မလေးမှာတော့နီပေါ်လီလို့ခေါ်တယ် ဒီဘောလူမျိုးကိုကျွန်တော်ပြောတယ်ကေဝါဒီဂတ်ကိုအထဲမှာမြို့သမီးတယောက်သူမထိုင်နေတာကျွန်တော်တွေ့ခဲ့တယ်လို့အဲခြံနဘဘလောက်ရှိပေါ့ဗျာနော်ကျွန်တော်သူ့ကိုပြောလိုက်တယ်ဝမ်းမှာမြို့သမီးတယောက်ထိုင်နေတာရှိတယ်လို့โอเคโอเคလေတော့โอเคโอเคလေဆိုတော့ပြောကျွန်တော်လည်းပြန်သွားလိုက်တယ်ဒါကျွန်တော်အလုပ်ကကျွန်တော်တွေးခဲ့တဲ့ဟာကို report လုပ်ရုံနဲ့ပြန်သွားလိုက်တယ်အဲ့လိုမျိုးပဲဟိုနေ့တော့ရောင်းနေတခါတွေးတယ်တပတ်လောက်နေတာတောင်းပြန်ကြောက်အဲ့ဒီမျိုးသမီးဘယ်လာဒါမှမဟုတ် ကျွန်တော်အဲ့ဒီအချိန်မှာတော့အမောင်တယ်မှာဆိုကျွန်တော်သူ့မျက်နှာကိုတိကျမှမမှီအဲ့ဒီမျိုးသမီးပဲလားဒါမှမဟုတ်တခြားမျိုးသမီးလားဒါမှမဟုတ်ရင်တယောက်တည်းပဲလားသူ့ကိုကျွန်တော်ဘယ်မှာပြန်တွေ့လဲဆိုတော့ကျွန်တော်ဝင်းကိုပတ်တဲ့အချိန်မှာအတွင်းထဲမှာဗျာခလေးကစားကွင်းရှိတယ်နောက်တော့တနစ်ကွင်းရှိတယ်ရေကူးကန်တွေပဲရှိတယ်အဲ့ဒီမှာကျွန်တော်ကဘယ်နေရာမှမစိုးသွားရတော့ဘူးအဲ့ကျွန်တော်အမောင်တယ်မှာပဲတော့ထိုင်နေထိုင်ကုန်မှာ အဲ့ဒါကျွန်တော်အဲ့မှာတွေ့တော့သူ့ကိုပထမရင်ဟိုဘက်မှာသူထိုင်နေတဲ့နေရာမဟုတ်ဘဲနဲ့နောက်တပတ်လောက်ဆင်းတော့နေရာပြောင်းသွားတော့တနေရာရောက်သွားအဲ့ကျွန်တော်ထပ်တွေ့တော့ကျွန်တော်သူ့အချင်းဒီမျိုးသမီးရဲ့လားမသိဘူးနော်တော်ညာညာဆိုရင်ဟိုလမ်းပေါ်မှာထိုင်ထိုင်နေတာတွေ့တယ်အဲ့ဒါကျွန်တော်တို့ဒီလိုပဲကျွန်တော်လောက်ကကျွန်တော်လူမြင်ရက်လိုက်တယ်ဆလုတ်ပေးတယ်အဲကျွန်တော်ဆက်သွားတယ်အဲ့တော့ကျွန်တော်ကခွေးရအဲ့ချိန်မှာရုတ်တရက်ပြခွေးရသူ့ အဲ့ဒီကော်မလို့မြင်တော့ကျွန်တော်မတက်ရပြီးတော့ဆွလို့ပြောရင်ခွင်းရရုပ်တရားကျွန်တော်ရင်ခွင်းမွေးဘူးလို့ကျွန်တော်သိတယ်ကျွန်တော်ရဲ့ဘေးပေါင်သားကိုကတ်ပြီးတော့အင်း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 အဲ့လိုအင်းအင်းလို့ပြောနေတာသူတို့တခုခုကိုကြောက်တာတော့ဟာမလို့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ဟိုလူလူစဟိုဘယ်လိုပြောမလဲဆိုတော့ဗျာလူတွေဆိုရင်ဘယ်လိုပြောလဲဆိုတော့ကြောက်တော့ဗျာအရင်ကြောက်တော့ကြောက်လုံးလို့သိတယ်မအမလေးအမလေးအမလေးအဲ့လိုမျိုးပေါ့နော်အင်းဆိုတော့ကျွန်တော်ဘာဖြစ်တာလဲဗောဒီခွေးဘာအောင်မြင်လို့ကြောက်တာလဲမသိဘူးနော် အဲ့တော့ကျွန်တော်တို့အဲ့ခွေးဝေတော့ဆွဲလိုက်ပြီကျွန်တော်လည်းလိုပဲသွားကျွန်တော် report လုပ်တယ်ကျွန်တော်သွားတိုင်းလို့ကျွန်တော်အဲ့ကောင်မလေးကိုကျွန်တော်တွေ့ရတိုင်းကျွန်တော် report လုပ်တယ်အဲ့တော့အဲ့ဒီ report တွေကလာကုန်ရင်ဗျာလာကုန်ရင်ဟိုအရာရှိကစစ်တယ်ကျွန်တော်တို့ဒီ manager လို့ပုံစံမျိုးပဲအရာရှိပေါ့ဗျာသူကစစ်ဆေးရယ်စစ်ဆေးပြီးတော့သူကလုံအပ်တော့သူညွန်ကြားတယ်ဗျာအဲ့တော့အဲ့လို report လုပ်တဲ့အချိန်မှာအရာရှိကစစ်တဲ့အချိန်မှာကျွန်တော်ရဲ့ report မှာ အဲဒီလမှာကျွန်တော်မင်းကလေးတယောက်ကိုညပတ်အဲလိုမျိုးအချိန်မှာလမ်းပေါ်မှာကျွန်တော်တွေ့ထားတာ6ခေါက်လောက်ရှိတယ်ဗောနော်ကလတဲ့မှာပဲကျော်ရီပုတ်လောက်သွားတာအဲ့နဲ့အရာရှိရဘလို့ဖြစ်တာလဲဗောနော်ညပတ်ဒီအချိန်ကိုဗောနော်ဘာဖြစ်လို့ဆိုတော့မလေးရှားမှာအိမ်ဘော်တွေရှိတယ်အိမ်ဘော်တွေကလေအဲလိုမျိုးညညကြောင့်ထွက်ပြေးတယ်ဗျာနောက်တော့တစ်ခါကကြောင့်သူတို့အဲ့ဒီလိုမျိုးဗျာသူတို့ရဲ့ဘယ်လိုပြောမလဲဆိုတော့ဗျာ ရီးစားတွေပဲ ਨੇ ချိန်တွေ့ပြီးတော့ဘာညာတရကဇလန်းနေဖြစ်တယ်ပဲသူပစ္စည်းကိုအိမ်ကနေပစ္စည်းကိုခိုးထားပြီးတော့တရားရုံးနဲ့အချင်းဆက်လောက်ပြီးဒီပစ္စည်းကိုညာဘက်ကျပေးလိုက်တယ်သဘောပေါက်တယ်အဲ့တော့တရားရုံးကလာယူသွားတာဥမာကိုတော့ချန်စီယိုးစမ်းနေအပြင်ထွက်လို့မရဘူးချန်စီယိုးအတွင်းကနေလှမ်းပစ်ပေးတာနော်လှမ်းပစ်ပေးအပြင်ကောင်ကောက်ပြီးတော့ယူရမှာရွှေတွေငွေတွေသင်ပြသဘောကအဲ့လိုမျိုးဖြစ်နိုင်တယ်ဆိုတော့လုံချုံရင်းလို့ဆိုတော့ကတည်တဲ့အချိန်ကိုက မင်းကလေးတယောက်ကမြင်နေမဲ့ဒီမင်းကလေးပါလဲဆိုတော့ကိုသွားပြီးသူ့ကိုဘမနှောက်ရှက်ပေးလို့မရအောင်စောင့်ကြည့်ရုံစောင့်ကြည့်လို့ရတယ်။အဲ့နဲ့အရာရှိကကျွန်တော်ကပြောလဲဆိုတော့မလေးပဲမလေးဘူးကြီး။သူကဟိုရဲအရာရှိရီတာရက်တော့ပြော။သူကပြောဆိုတော့မင်းဒီမင်းကလေးကိုတဲ့မှတ်မိလားတဲ့။သူခဏခဏတွေ့ကျွန်တော်သူ့ကိုတွေးလိုက်တယ်သူကအမောင်ထဲမှာပဲထိုင်တယ်လို့ကျွန်တော်အလင်းအောင်မထိုင်ဘူး။ပြဿနာဖြစ်နေတော့အဲ့လိုပဲနှာခေါက်လောက်အဲ့လိုနှာခေါက်လောက်ထပ်တွေ့တယ်ဗျာ။ တွေးလိုက်တော့ငိုပဲငိုနေတယ်စကားလည်းမပြောဘူးကျွန်တော်တို့သွားပြောလိုက်လက်ခနဲ့လှည့်ပြီးတော့အေးအိမ်အိမ်အိမ်နေကြတဲ့ဝင်သွားဆိုကိုယ်တွေလည်းလိုက်လို့မရဘူးလေအိမ်နေနောက်ကိုဝင်သွားတော့သူများအိမ်နောက်ကိုကိုယ်လည်းလိုက်ဝင်လို့မရတော့ကိုယ်လည်းနေရတာပေါ့အပြင်မှာပဲအဲ့ပြကျွန်တော်ဒုတိယလအဲ့လိုပဲဟိုလာကုန်ပြီဆိုဟိုကျွန်တော်တို့ရဲ့ report တွေကိုသူတို့ပြန်စစ်တယ်လေအဲ့တော့စစ်တဲ့အချိန်ကျတော့အဲ့ဒီရက်ကွက်ကလူကြီးကိုကျွန်တော်တို့ကတင်ပြကျွန်တော်ရဲ့ဒီ manager ပေါ့ဗျာ ကျွန်တော်တို့ရဲ့ manager ကအဲ့ဒီရဲရရှိဟောင်းနေပေါ့ဒီရက်ကွက်ရဲ့ဘယ်လိုပြောမလဲဆို management အဖွဲ့ကိုသူတို့ပြန်တင်ပြတယ်ခင်ဗျားတို့ခင်ဗျားတို့ပဲမိန်းကလေးတယောက်ကညညဆိုရင်ပြန်တော်တော်ပြီးတိုင်းတိုင်းနေတယ်တစ်ခါတည်းရငိုနေတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့အဲ့တော့သူထိုင်တဲ့နေရာတွေဒီနေရာဒီနေရာတွေမှာသူထိုင်နေတာတွေကျွန်တော်တို့မှတ်တမ်းရှိထားတယ်ပေါ့နော်အဲ့ management ကအဲ့နာပေါဝင်ချက်မှာရှိနေတဲ့ online ကိုစုံစမ်းတော့လေသူတို့နေအိမ်မှာအိမ်ဖို့မရှိဘူးတဲ့ အဲ့ဒါနဲ့ဟိုတဲလို့ကျွန်တော်လည်းအလုပ်လုပ်တာအဲ့မှာ online လောက်ရှိပေါ့ဗျ၃လလောက်တော့ရှိပေါ့နော်အဲ့ဒါကျွန်တော်အလုပ်လုပ်တဲ့နောက်ဆုံးလဗျဖြစ်ချင်တာအဲ့ဒါနောက်ဆုံးလကျွန်တော်တော့တကယ်လည်းကြောကျွန်တော်သူ့ကိုဘာမှတော့ပြန်ပြီးတွေ့လဲဆိုတော့ဒန်းစီးနေကလေးကစားကမှဒန်းစီးနေတောင်းအားရပါရစီးနေတာနော်အဲ့ဒါကျွန်တော်ဂပ်ပို့စ်ကို ဆက်နဲ့လှမ်းပြောလိုက်ခရောင်းလို့မင်းတို့ security တွေပေါ့နော်ဒီမှာတော့မင်းကလေးတယောက်ဒန်းစီးနေတယ်ကွာလို့ပြီးတော့သူကမင်္ဂလာအင်ဂျီလိုမျိုးဂါဝင်ကြီးနေပြန်ပြီးဒန်းစီးနေတာခရောင်းလို့မင်းတို့ security တွေလို့ဒီမှာမင်းကလေးတယောက်ဒန်းစီးနေတာလို့မင်းတို့တွေ့လာလို့အဲ့ဒါလှမ်းပြောတော့နှကောင်းစလုံးကမမတမတွေ့ဘူးတဲ့ဘာမှလဲတဲ့မင်းနဲ့အလကားတဲ့မင်းရှောက်ဖို့ပြောနေတယ်မရှိပါဘူးတဲ့နောက်ဘက်ကလည်းမရှိပါဘူးတဲ့ကျွန်တော်တို့ပြန်လှည့်ကြည့်လိုက်တော့ ပြန်လဲကြည့်ရတော့ဟုတ်တယ်ဗျမရှိဘူးဗျဘလောက်ကျွန်တော်နဲ့ဒီ playground နဲ့ဆိုဘလောက်ခြေလမ်းกว่าအောင်လဲဗျမတကခြေလမ်း10လမ်းလောက်ရှိမှာ10လမ်း15လမ်းပေါ့အလွန်ကျော်ပေါ့နော်10လမ်း15လမ်းလောက်ကျွန်တော်လာရောက်ကျင်မှာသူအားရပါရသူဒီလိုဒန်းစီးနေတာနော်အဲ့ဒီကောင်မလေးอ่ะဒါပေမဲ့သူကျွန်တော်ကြောပေးထားတယ်ဗျဒီလမ်းလမ်းဘက်ကိုသူကြောပေးပြီး playground ဘက်ကိုသူမျက်နှာပြေးထားတော့အားရပါသူဒန်းစီးနေတာကောလေအကြောင်းပြောလိုက်တော့ ရှင်းရကောင်ကလည်းမသိဘူးလေနောက်ကောင်ကလည်းမသိဘူးလေအဲ့လိုကွာကိုဖြစ်ဖြစ်ကငါတွေ့ရပါတယ်လို့တေချာကြီးကိုတင်းတင်းကျပ်ကျပ်ပြန်ပြန်သားချင်းလေးမြင်ရတော့ကောအဲ့လေကြည့်လိုက်အဲ့လေကြည့်ဖို့မရှိဘူးလေအဲ့နဲ့ဟာမရှိဘူးလို့ကိုလည်းအဲ့မှာနည်းနည်းဟိုဘယ်လိုပြောမလဲဆိုတော့ကြောင်အားနဖြစ်သွားတယ်ကောသူပဲပြန်သွားတာတော့ကောနော်အဲ့ဒါကျွန်တော်သွားလိုက်တယ်သွားလိုက်တော့ပြီးတော့ကျွန်တော် နောက်ဘက်ကဘို့ရောက်သွားပြီကျွန်တော်သဘက်ပြန်ဖတ်ပြီးရှေ့ရနေပြန်သွားတော့ကြည့်ပါကျွန်တော်ရှေ့ဆက်ကြည့်တယ်ကျွန်တော်ပြောငါ့ကိုကျွန်တော်ငါတော့တွေ့တယ်ကွာလို့ဒါပေမဲ့မင်းတို့တယောက်ကမတွေ့ဘူးပြောတာသူပြန်သွားတာဖြစ်မယ်လို့ဒါပေမဲ့မင်း report ထည့်ထားလိုက်ကွာလို့အဲ့လိုမျိုးနည်းနည်းအရင်းဖြစ်လဲဖြစ်လာခဏခဏအဲ့လိုတွေ့တယ်တွေ့တယ်တွေ့တယ်ဖြစ်လာတော့ကျွန်တော်ကောင်နှကောင်မတွေ့ကျွန်တော်တကောင်ပဲတွေ့နေတယ်ဆိုတော့ကျွန်တော်အဲ့မှာကျွန်တော်ဟို round တာဝင်တာကြောင့်တယောက်တည်းမဟုတ်လေတခြားလူတွေလည်းဝင်တယ်မခြားလူတွေမတွေ့ကျွန်တော်ပဲတွေ့ management ကိုပြောလို့ management ကနေပြောအဲ့လိုစုံစမ်းစုံစမ်းနေမှာကျွန်တော်အလုပ်အဲ့မှာကျွန်တော်လည်းစိတ်သက်သာလာကြီးရဲဟိုအရာရှိရလဲကျွန်တော်မတင်ကားသလိုပုံစံမျိုးဒီမှာအရန်စစ်စစ်အမေးများနေဟိုခဏခဏပြန်အဲ့ဒီမှာအိမ်မှာလာပြီးစစ်မေးလိုက်တော့ကြာနေ office ကိုခေါ်မေးလိုက်နေမင်းဘလို့မြင်တာခဏခဏမေးတယ်ဗျာပြီးတော့ကျွန်တော်တိတ်ဟိုစိတ်ဟိုလည်းမဖြစ်တော့ကျွန်တော်အဲ့မှာလောလောရအရန်ဟိုတင်းကျပ်မှုတွေအရန်များလာစီးစနစ်တွေအရန်တက်မှာဟိုရဲစစ်စစ်သလိုစစ်မေးနေတော့ဟို ကိုကတွန်းလို့တွေးတယ်မြောကိုရဲစစ်စစ်တို့ဆင်မယ်တော့မတိုက်တော့ဘူးပြောအလိုလိုရတာအဲ့နဲ့ကျွန်တော်လည်းမသိဘူးငါမြင်တဲ့ပြင်တဲ့ဥစ္စာဝင်ငါပြောတာပေါ့နော်ဘယ်လိုအနေထားလဲဘာလဲအဲ့ဒီဥစ္စာမျက်နာကဘာလဲဘယ်လိုရှိလဲဘာညာငါမသိဘူးပေါ့အနီးနားလည်းငါမတော်မင်းကလေးဆိုငါလည်းအနီးနားမတော်ရောငါမခွေးတကောင်ပါခွေးတူကိုခိုင်းလိုက်ပြဿနာတက်တယ်ငါနားမတော်ဘူးနော်ငါတိတာငါပြောလိုက်တယ်ပေါ့အမန်နေဂျာနဲ့လည်းကြာလာတော့ကျွန်တော်တိတ်ပြီးအဆင်ပြေတယ်ကျွန်တော်လှုပ်ထွက်လိုက် လောက်ထလာပြီးတော့ကျွန်တော်အရင်မှရှိတဲ့ပါကစ္စတန်ဒီအဲ sorry နီပေါ်တကောင်နဲ့ကျွန်တော်နဲ့အဆက်အသွယ်တော့ရှိတယ်တငယ်ချင်းယနေ့အချိန်ကြီးလည်းတငယ်ချင်းပါပဲသူကတော့နီပေါ်ပြောင်းသွားပြီဒါပေမဲ့ကျွန်တော်နဲ့အဆက်အသွယ်ရှိတယ်မိတ်ဆွေပဲကျွန်တော်နဲ့ယနေ့အချိန်ကြီးသူကနေပြီးတော့မှတခါကျွန်တော်အလုပ်ထောက်သွားပြီးတော့ကျွန်တော်ပြန်ပြောပြတယ်အဲ့ဒီမိန်းကလေးကလည်းအမှတည်ထားတာလေကလေးကဆုံးသွားပြီတဲ့ဆုံးသွားပြီသူကဒါပေမဲ့ ညာညာဆိုရင်တို့အဲ့ဒီမှာဟိုနေရာမှာထိုင်လိုက်ဒီနေရာမှာထိုင်လိုက်ငိုလိုက်ချွဲကြောင်တသိသားကိုယ်လည်းလို့ရုပ်ပြစင်ပြကြီးအဲတောက်လန့်အောင်သူ၆တာမျိုးလည်းမရှိဘူးသူကလည်းသူအေးဆေးပဲသူကသူထိုင်နေကိုဖြတ်သွားတယ်သူ့ကိုမြင်တယ်ဆလို့ရိုက်လဲသူကိုကြည့်သူကိုလုံးဝမကြည့်တာဗျာသူကလည်းဒီလိုခေါင်းငုံပြီးထိုင်နေတယ်ဇပင်ပုံစံတန်းဟိုဂျပန်မှာကြီးသေးတယ်မဂျပန်မှာကြီးအဲအဲ့လိုဇပင်လေးကဒီလိုမျိုးလေးအဲ့လိုပုံစံတန်းမျိုးလေး ဟိုဘူမာလိုလိုဂျပန်မာလိုအဲ့လိုမျိုးလေးဒါပေမဲ့တရုတ်တရုတ်မှာတဲ့အဲ့ဒါကိုရဲရရှိသူပြောပြဒီမင်းကလေးကဆုံးသွားပြီလားဒါသူ့ရဲ့ rule rule ဆိုတာဝိညာဉ်ဖြစ်မှာပေါ့နော်သူကပြောဒါသူ့ရဲ့ rule ဖြစ်မှာပေါ့သူတို့မလေးတော် rule ဆိုတာဝိညာဉ်ပဲဒီမင်းကလေးကဆုံးသွားပြီလားတဲ့သူကသူ့ရဲ့ဝိညာဉ်ဖြစ်မှာပေါ့နော်သူဒါကြောင့်ဒီမှာလာပြီးတော့သူဒီသူ့အိမ်ပတ်ဝန်းကျင်မှာဒီနောက်မှာသူ့အိမ်ရှိခဲ့အဲကြောင့်ဒီ ဒီဗီဒီယိုလေးကိုကျွန်တော်ဒန်းစီလေဒီလို့နာမည်ပေးလိုက်တယ်เนาะဒါလေးကဘယ်လိုပြောမလဲဆိုပြောအမှတ်တမဲ့လေးကနေပြောအမှတ်တရအဖြစ်ခြံခဲ့ရတယ်အာယုံမှာခြံခဲ့ရပုံတော့အတိတ်ကအမှတ်တမဲ့ဟာလေးတွေကအမှတ်တရအဖြစ်ခြံခဲ့ရတယ်ဒီဟာလေးတစ်ခုကိုကျွန်တော်မျှဝေတာပုံတော့တကယ်ချင်းတော့သူကျွန်တော်လည်းအလုတ်ထွက်လိုက်ပြီး ကျွန်တော်တကယ်ချင်းအဲ့မှာအလုံးလုံးဆိုဒီဘောကောင်းလဲဒီဘောပြောင်းသွားပြီ။ဟောအဲ့ဒါလေးကအမတ်တမဲကနေပြီးတော့အမတ်တရားအဖြစ်ထင်ကြံခဲ့တဲ့ဘဝရဲ့အချိုးအကွေလေးတစ်ခုမှာနော်ထင်ကြံခဲ့တဲ့ဟာလေး memory လေးတစ်ခုပေါ့ဗျ။အဲ့ဒါလေးကိုကျွန်တော်တကယ်ချင်းလေးဆိုမြတ်ဝေခြင်းဖြစ်တယ်။ဟောကျွန်တော်အလုံးလုံးခဲ့တာရဲ့စူပန် airport နားလေးမှာအဲ့ဒီအိမ်ယာဝင်းကြီးပေါ့နော် apartment ဝင်းကြီးပေါ့ အင်းအာအပတ်မမေဘင်္ဂလိုတွေဗျာနော်ဘင်္ဂလိုဝင်းကြီးပေါ့နော်အဲ့တော့ဒါပါပဲအဲ့တော့တငယ်ချင်းတို့အရောက်စီတိုင်းကိုဘဝမှာအတွေ့အကြုံတွေခါတီးရတွေရောချိုးမြင်တာတွေရောသူစမ်းအံ့ဩရတွေရောနောက်မှပြန်တီးရပြီးတော့မဟာဒါမျိုးကြီးလားဆိုတဲ့ဟာလာ amazing ဖြစ်သွားတဲ့အရာတွေရောလောကမှာအများကြီးရှိကြတယ်ကျွန်တော်တို့တွေလောကမှာ အတတရားနေခြင်းမှနေရမယ်။ဒါမှမဟုတ်အမှုပေါင်းတိန်းတောင်းများစွာတွေ့ကြုံဆုံးရလိမ့်မယ်။အဲ့ဒီတရားမှတ်မိတဲ့အရာတွေရှိတယ်လို့မှတ်မိတဲ့အရာတွေလည်းရှိတာပေါ့ဗျာ။ကျွန်တော်ကတော့အခုဒီအရာလေးကိုကျွန်တော်လုပ်နေတာဒီကျွန်တော်ရဲ့ life ကျွန်တော်အသက်ရှင်စဉ်ကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘဝရဲ့တွေ့ကြုံဆိုးဒီဖြစ်စေကောင်းဒီဖြစ်စေဗျာဟုတ်တယ်မလား။ဒါလေးလို့ကျွန်တော်မှတ်သားနေနေထားခဲ့တယ်။ဒီနေ့ကျွန်တော်လောကကြီးရနေတယ် ထွက်သွားတဲ့တနည်းတစ်ချက်ကျွန်တော်ရဲ့နောင်လာနောင်သားတွေကျွန်တော်ရဲ့ကျွန်တော်ကိုတော့မတီးတော့မဲ့နောင်လာနောင်သားတွေပေါ့ဗျာ။အော်ငါတို့ရဲ့ဗာကြီးဖြစ်ဖြစ်ငါတို့ရဲ့ဦးကြီးဖြစ်ဖြစ်ငါတို့ရဲ့အဖိုးဖြစ်ဖြစ်ပေါ့နော်။ပြောခဲ့တဲ့စကားတွေသူ့ဘဝမှာသူ့ဘာတွေလောက်ခဲ့တယ်လဲဆိုတဲ့အရာတွေကျွန်တော်ရဲ့ နောက်လာနောက်သားတွေဒီဗီဒီယိုလေးတွေကိုကြည့်ရင်ကျွန်တော်တို့ငယ်စဉ်ကလေးဘွားကကျွန်တော်တို့မိဘတွေကကျွန်တော်တို့ကိုညပတ်ဆိုရင်တို့ရဲ့အသွေးကြုံလေးတွေကိုအနားမှာထိုင်ခိုင်းပြီးတော့အလဖတ်ကလေးချင်းတုတ်ကလေးစားပြီးတော့မျှဝေတယ်ကျွန်တော်တို့အဲ့ဒါလေးတွေကျွန်တော်တို့အာယုံထဲမှာရှိတယ် ျွန်တော်တို့ရဲ့အဖိုးတွေရောကျွန်တော်တို့ရဲ့ဦးလေးအတော်တွေဂျပန်ခေတ်ကတို့တွေ့ကြုံနေကျွန်တော်အဖေအမေတွေတို့ရဲ့ဘဝဖြတ်တန်းခဲ့တဲ့အရာလေးတွေကျွန်တော်တို့မြောက်အခုခေတ်ကာလတိုးတက်လာတော့လူငယ်တွေအားလုံးတွေမှာဟန်ဖုန်းတွေဖြစ်လာတယ်။အဖေဘဝအဖေပါတွေဖြစ်ခဲ့လဲစိတ်မဝင်စားဘူး။အမေဘဝမှာအမေဘလို့ခက်ခဲတွေဖြတ်တန်းခဲ့လဲစိတ်မဝင်စားဘူး။ဦးလေးအတော်တွေသူတို့ဘဝသူတို့ဘလို့ဖြတ်တန်းပြီးတော့ဘလို့အခက်ခဲကိုရင်ဆိုင်ပြီးတော့တရားတွေဖြစ်လာတယ် ဒါတွေပိုင်ဆိုင်ခဲ့လေငါတို့စိတ်မဝင်စားဘူးတနေ့ကျွန်တော်တို့တည်သွားပြီကျွန်တော်တို့ရဲ့ရှာဖွေခဲ့တဲ့အရာတွေကျွန်တော်တို့ပိုင်ဆိုင်ခဲ့တဲ့အရာတွေကျွန်တော်တို့ဘလို့အခက်အခဲနဲ့အငတ်ခံအပြတ်ခံဟောလာခါချိုးမတက်ရုံးကန်နော်ရှာဖွေပြီးတော့ထားခဲ့တဲ့အမွေနှစ်တေကကိုကိုကိုတော့စိတ်မဝင်စားတဲ့လူတွေ ကိုဘသူလဲတော့မသိကိုဘလောက်ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရုံးကန်ရှာပွေပြီးတော့ဒီအိုးရင်တိုက်တာဒီဒီမြေဒီဟုတ်လားဒီစီစိန်တွေကိုရှာပွေပြီးထားခဲ့တယ်လဲဆိုတော့သူတို့မသိဘူးဒါပေမဲ့သူတို့တွေလက်သီးလက်မောင်းတမ်းပြီးတော့ဒါငါတို့ဟာဒါငါတို့ပိုင်တာဒါငါအဖေဟာဒါငါအဖိုးဟာဒါငါအပွားဟာငါတို့အမွေငါတို့နဲ့ဆိုင်တာငါတို့နဲ့ပိုင်တာဆိုပြီးတော့ လက်တီးလက်မောင်းသွားပြီးသူတို့အမွေလူးကြမှာသူတို့တွေတရားကိုတရားချကြမှတ်ကြမယ်လူးကြမယ်ဒါပေမဲ့သူတို့တွေမတည်ဘူးသူတို့အဖိုးသူတို့အဖေသူတို့အမေသူတို့အတော်ကြီးတွေသူတို့ရဲ့ဟာလာဆုံးမသားပြီဖြစ်တဲ့လူတွေဘလောက်ကကကဲကဲနဲ့ဘဝကိုဘလောက်ခါးသီးစွာရင်ဆိုင်ဘလောက်ကြမ်းသားစွာဖြတ်သန်းပြီးတော့ဒီဟာတွေကိုရှာဖွေခဲ့လဲဆိုတော့သူတို့မသိဘူးတိလည်းမသိကြုံစိတ်လည်းစိတ်ငုံဆို တော့ဒါမျိုးမဖြစ်စေခြင်းဘူးဗျမင်းတို့ယူလိုက်ပါငါတေသွားခဲ့ပြီဆိုရင်ငါရဲ့ရှားဖွေခဲ့တဲ့ငါရဲ့စီးစိမ်ငါထားရခဲ့မဲ့အရာတွေအားလုံးကိုမင်းတို့ယူလိုက်ပါငါလည်းယူသွားလို့မမြင်ရတော့ဒါပေမဲ့ငါဘလို့ပမေပမ်းပမ်းတန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 ်းဘဝကိုဘလောက်ထိခက်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 ရင်ဆိုင်ပြီးတော့ငါဒီအခြေအနေဒီလိုဖြစ်လာအောင်ရုန်းကန်ခဲ့ရလဲဆိုတော့မင်းတို့အတိအမှတ်ပြုတဲ့အနေနဲ့မင်းတို့ ိအောင်မင်းတို့တွေးအောင်ဒီကနေ့ဒီစကားတွေကိုကျွန်တော်ပြောပြီးတော့ထားခဲ့တယ် YouTube ပေါ်မှာကျွန်တော်တနည်းတည်သွားလဲပဲသူတို့ကျွန်တော်အကြောင်းကိုပြန်ပြီးတော့ကြည်နိုင်တည်နိုင်အောင်လို့ပြောဒါပါပဲကျွန်တော်ဘာရည်ရွယ်ချက်မှမရှိဘူးကျွန်တော်ဒါတွေပြောလို့ကျွန်တော်ခင်းနေမင်းနဲ့လူတွေအားပေးတယ်တချို့တွေက ငဘောဘာလေးပြောနေတယ်တော့မသိဘူးပေါ့အဲ့ဒါကျွန်တော်ကတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ရဲ့တက်ကတ်အတိုင်းကျွန်တော်သွားနေပါလေကြည့်ကျင်တဲ့လူတွေကြည့်ကြတယ်ဗျအားပေးတဲ့လူတွေလည်းတယောက်ချင်းစီတိုင်းကိုဒီချင်းဘက်သေးကနေပြီးတော့ကျွေးစုအထူးတင်ရှိပါတယ်ကျွန်တော်ရကူလို့ပြောကြတဲ့ဟာတွေဟာဒီကောင်ငပိုးဘာတွေပြောနေလဲမသိဘူးဆိုရင်လည်းပဲဘဝတကွေမှာ ချိန်ကလေးနည်းငယ်မင်းတို့ရဲ့ time pass ပို့ပြနော်ဟိုကျွန်တော်တို့ဟာတာဇတ်ထုတ်လေးတစ်ခုကြည့်တယ်လို့ဟိုငပေါကအပေါကတကားကြည့်တယ်လို့ပေါ်ကြောင်ကြောင်ကောင်စကားပြောတာလေးကိုနားထောင်ပြီးတော့ရည်လိုက်မိတယ်လို့ခမားတို့တော့အကျိုးလေးတစ်ခုရှိသွားတယ်ဆိုရင်လည်းကျွန်တော်ထင်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကျွန်တော်ရဲ့ရည်မှန်းချက်စောစောပြောတယ် ကျွန်တော်လုံးနေတော့လုံးရသည်ကျွန်တော်ရဲ့ live note ကျွန်တော်ဘောရဲ့မှတ်တမ်းကိုကျွန်တော်ထားရခဲ့ဖို့တော့ကျွန်တော်အစီအမံနဲ့ကျွန်တော်လုံးနေတာပဲဖြစ်တယ်ကျွန်တော်မျှဝေနေခြင်းဒီလေကျွန်တော်ရဲ့ဘဝမှာအမှန်တကယ်ကျွန်တော်တွေ့ကြုံဖြတ်တန်းခဲ့တဲ့အရာတွေကိုပဲပြောခြင်းဖြစ်တယ်အဲ့တော့ကျန်တဲ့အရာတွေကျွန်တော်မသိဘူးနော်ကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်မသိဘူးဝေးရကြရတော့လည်းလုံးနေခြင်းမဟုတ်စီးပွားတော့လည်းလုံးနေခြင်းမဟုတ်ဆယ်လီဖြစ်ခြင်းလို့လုံးနေခြင်းလည်းမဟုတ်ဘူး နော်အခုအသက်ကျွန်တော်49ကျွန်တော်အသက်49လောကမှာမတကာထပ်ပြီးနေရနှစ်40ပေါ့ဗျာနေရအောင်သိကြပါဘူးနော်အဲ့တော့အောင်မြင်မှုဆိုတာဘာလဲဆိုတော့ကိုလောက်ချင်တာတွေကိုလောက်ခွင့်ရပြီဆိုရင်ကိုပြောချင်တဲ့စကားတွေကိုပြောခွင့်ရပြီဆိုရင်ကိုနေချင်တဲ့ဘဝမှာနေထိုင်ခွင့်ရပြီဆိုရင် တဘောဗျာမကြောက်မကြမိုးလင်းပြီးတော့နော်ဆာလောင်မှုကင်းမဲ့စွန်နဲ့အိတ်ဆက်နိုင်ပြီစံဒီဇိုင်းကိုရောက်သွားလို့မီနူးတစ်ခုကိုကောက်ကြည့်ပြီးတော့ဈေးနှုန်းကြည့်ပြီးမှဒီအစားအစာကိုကိုယ်ဝင်တဲ့ထည့်ဖို့အတွက်ဟာလာဟာဒီအကြီးကဒီပင်ဈေးမှမတူဈေးကြီးလိုက်တာကွာဟာဒီလောက်ဈေးကြီးငါမစားနိုင်ဘူးဆို ရွေးချယ်ရမယ့်ဘဝတွေကနေကြော်လွန်ခဲ့ပြီမိမိစားခြင်းနဲ့အစားအစာတစ်ခုကိုဈေးနှုန်းကိုလှဲမကြည့်တော့ဘဲနဲ့ကိုဝင်းကိုတထားစွာစားနိုင်တဲ့အဆင့်တစ်ခုရောက်လာအောင်စ조사ရုံးကန်ခဲ့ပြီးပြီအဲ့တော့ကိုမရှိတော့တဲ့အချိန်မှာကိုရှာဖွေခဲ့တဲ့အရာတွေအားလုံးဟာ ိုထားခဲ့ရမှာပဲလေအဲ့တော့ထားခဲ့ရမယ့်အရာတွေကျမ်းမှာကျွန်တော်ယနေ့လုံနေတဲ့အရာလေးတွေကိုလည်းကျွန်တော်ထားခဲ့ဦးမယ်တို့တို့ပေါ့တို့အော်ငါတို့ရဲ့ဗာကြီးဖြင့်ဒီမြေတွေဒီအိမ်တွေဒီကားတွေဒီဟလာဒါတွေဒီစည်းစိမ်တွေထားခဲ့တယ်မင်းငါတို့ဗာကြီးအကြောင်းငါတို့ဗာမင်းတို့ဗာတိလဲဆိုရင်တိကျင် YouTube မှာမင်းတို့ဗာကြီးဗာတွေလောက်ခဲ့တယ်ဘလို့ဘွားတွေဖြတ်တန်းခဲ့တယ်ဘလို့ကတ်ခဲတွေရင်ဆိုင်ခဲ့ဟာ မင်းတို့ပြန်ကြည့်နိုင်အောင်ဆိုတော့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်တယ် line ပေါ်တင်နေမျှဝေတယ်ဒါပဲကျွန်တော်မှကျွန်တော်ပါရည်ရွယ်ချက်မှမရှိဘူးကျွန်တော်ဗီဒီယိုကြည့်လို့တစုံတစ်ခုပညာရမယ်ဆိုရင်ယူသွားပါစိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင်တောင်းပန်ပါတယ်နော်အဲ့ဒီအတွက်ကိုခွင့်လို့ခွင့်လို့ပေးပါနော်ဒါပါပဲအလုံးမဲ့ညီကိုမောင်မတို့အလုံးရောက်စီတိုင်းရောက်စီတိုင်းဘုရားသခင်သာမာ မိမိကိုယ်ကိုယ်ယုံကြည်ရဘုရားသခင်သားမှာငြိမ်းချမ်းမှုကြရောက်ပါစေ။လောကကိုင်ကန်းတွေအားလုံးအစဉ်ပြေပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုနဲ့ဟာလာဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းရင်ဒီကနေ့ကျွန်တော်ရဲ့ဒီ share တွေကိုကျွန်တော်ဒီမှာရက်လိုက်တယ်။နောက်ကျွန်တော်အားတဲ့အချိန်မှာထပ်ပြီးတော့ခုလိုဗီဒီယိုလေးတွေထပ်လုပ်ပါဦး။အားလုံးပဲအတိခံခွင့်လွှတ်ပြီးတော့ကြည့်ပေးတဲ့အတွက် 剧组图的嘛嘞，拜拜。